ရန်ကုန် Stock Exchange YSX ရဲ့စည်ရင်းဝင်အကျိုးဈေးကွက်မှာလေယာဉ်ဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်တဲ့ GPS အများနှင်သက်ဆိုင်သောကုမ္ပဏီ Limited ကိုမှတ်ပုံတင်ဖို့ခွင့်ပြုလိုက်တယ်လို့ငွေချေးတည်ခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေးကော်မရှင်ကနေသိရပါတယ်။ GPS အနေနဲ့နိုဝင်ဘာလ9ရက်နေ့မှာမှတ်ပုံတင်ကုမ္ပဏီရဲ့ဖြစ်ခွင့်ပြုချက်ရရှိခဲ့တာဖြစ်ပြီးကုမ္ပဏီရဲ့မှတ်ပုံတင်မဲ့နေရာကိုရင်းနှီးမြှုပ်နှံသူများအတွက်အချိန်နဲ့တပြေးညီထပ်မံကြေညာပေးသွားမှာဖြစ်တယ်လို့အခြေခံစည်းနှုံးကိုလည်းမှတ်ပုံတင်တဲ့နေရာမတိုင်မီရုပ်ဖွင့်ရတဲ့ရက်အလို့မှာရန်ကုန်စတော့အင်ချိရဲ့ဝက်ဘ်ဆိုက်မှာထုတ်ပြန်ကြေညာသွားမယ်လို့လဲဆိုပါတယ် မြန်မာလေယာဉ်ထွက်ကုန်နှင့်အထွေထွေဖွံ့ဖြိုးတိုးတက်ရေးအများနှင့်သက်ဆိုင်သောကုမ္ပဏီနိမိတ်ထက်ကို2024ခုနှစ်ဧပြီလ29ရက်နေ့မှပထမဆုံးမှတ်ပုံတင်ခွင့်ပြုခဲ့တယ်လို့သိရပါတယ်။ GPS လေယာဉ်ဝန်ဆောင်မှုလုပ်ငန်းကိုထော2015ခုနှစ်မှာစတင်တည်ထောင်ခဲ့ပြီး2025ခုနှစ်ကျွန်းလာအတွင်းရှယ်ယာရှင်232ဦးကရှယ်ယာရှယ်ယာအတွက်3ထရမ5တန်းကျော်နဲ့မာတီရှင်းဒီငွေကျပ်35ဘီလီယံကျော်ထည့်ဝင်ထားတယ်လို့လည်းသိရပါတယ်ရှင်။